ကြိုကြိုလေးမှာမင်္ဂလာပါတန်းချိုဦးပါ Starlight Scale နဲ့ပြန်ကြိုစလိုက်ပါလေ So previous episode ရဲ့အာ accept ဖြစ်တာပေါ့နော်ကျွန်တော်တို့ long term success ဆိုရဲအရေးကြီးအရေးကြီးအောင်မြင်မှုအတွက်ကိုကျွန်တော်လိုက်နာကျင့်သုံးရမယ်အစီအမံခံခွဲရမယ်ကိစ္စတွေကိုပထမ episode မှာတော့ကိုဂျော်လင်က customer acquisition cost ဆိုပြီးတော့ season ပြောသွားတယ်အဲ့ဒီဘက်မှာပဲအစားချန်ခဲ့တာကကျွန်တော်တို့ဒီ customer ရဲ့ lifetime value လို့ခေါ်ပါပါเนาะ အာ okay yes customer lifetime value ကိုလားလဲဖို့လို့ရဆိုတဲ့အကြောင်းနေရအတုံးချဖို့လို့ရဆိုတဲ့အကြောင်းနေရပေါ့နော်အတုံးချခင်မှာ customer lifetime value အကြောင်းကိုနားလဲဖို့အတွက်အဲကိုကျော်လင်းပြီးလို့ရှိရင်လည်းဘယ်လိုအတုံးချမလဲဆိုတာဟာလေးလည်းလုပ်ငန်းရရှိကွန်ပျူတာတက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တွက်ချက်ရမယ့်အပိုင်းတွေသိရမယ့်အပိုင်းတွေရှိလာတယ်ပေါ့နော်ဆိုတော့ဒီ customer acquisition cost ကိုလည်းသိရမှာဖြစ်တယ်လို့ customer lifetime value ကိုလည်းသိဖို့လိုလာတယ်အဲ့တော့ဘာဖြစ်လို့သိဖို့လိုလာတာလဲလို့ပြောရင်ကျွန်တော်တို့ကဒါကိုသိတော့မှ အာကျွန်တော်တို့ customer တွေဘယ်လိုထိန်းသိမ်းထားမလဲ best strategy နဲ့ထိန်းသိမ်းထားမလဲဘယ်လိုပုံစံမျိုးနဲ့ထိန်းသိမ်းထားမလဲဆိုတာကိုသိရအောင်အဲ့တော့ကျွန်တော်တို့ဟိုးအစတော့လည်းပြောခဲ့သလိုပဲ no customer no business ဆိုတဲ့အဲ့တော့ customer ကျွန်တော်တို့နဲ့တူတူရေရှည်လက်တွဲပြီးရှိနေဖို့တော့ကိုကျွန်တော်တို့သုံးရမယ်လုံးဝမယ်ကိစ္စလေးတွေရှိတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်သိဖို့လိုတယ်မှန်ပါပေါ့ customer မရှိလို့ရှိရင်စပိုင်းလည်းလုပ်ရအောင်နော်အာအယောင်းစွာရှိလာမှာပေါ့အယောင်းမရှိမှတော့စပိုင်းလုပ်ငန်းလည်းရှိမှာမဟုတ်တော့ဟုတ် ဆိုတော့ကျွန်တော်အမြဲပြော no customer no sales no sales no business ပေါ့နော် okay အဲ့တော့လွယ်လွယ်ကူကူတွက်လို့ရတဲ့အောင်နမူနာအနေနဲ့ဒါပြောကြည့်ပဲပေါ့နော်အဲ့တော့ကိုယ့်ကိုယ်ပဲပြန်ပြောအောင်ပေါ့နော်ကျွန်တော်တို့ကစပင်ညက်တယ်မရှိတဲ့စပင်ကိုခဏခဏညက်တာပေါ့နော်ညက်စရာရှိတယ်မရှိတဲ့မရှိတဲ့စပင်ကိုခဏခဏသွားညက်တယ်ညက်တော့ဥပမာပေါ့နော်ကျွန်တော်စပင်ညက်ဆိုင်ကိုနှစ်ပတ်တစ်ခါလောက်သွားတယ်အဲ့တော့တစ်လမှာကျွန်တော်နှစ်ကြိမ်တစ်လမှာနှစ်ကြိမ်သွားတယ်ဆိုတဲ့သဘောပေါ့အဲ့တော့စပင်ညက်ခါတစ်ခါညက်ရင်တစ်ပေါင်းပြန်ဟမ် ါဆိုရင်ကျွန်တော်ကပုံမှန်တစ်လောက်ကိုနှစ်ချိန်သွားတော့2003နေရဒီမရှိတာတော့2003မရှိတာ2003ဆိုတော့တနေ့လုံးသွားမယ်ဆိုကျွန်တော်24ကသွားအောင်အာ24ကသွားမယ်ဆိုရင်နှစ်သိန်းနဲ့4000အဲ့ဒီသေပင်ညဆိုင်ရရမယ်อืมအဲ့တော့သူတို့ကကျွန်တော်အပေါ်မှာဘယ်လိုမြင်လို့ရလဲဆိုတော့ဟာဒီ customer တယောက်သာအရင်လာကျင်တာပဲလို့ပြောဒီ customer တယောက်သာပုံမှန်အတိုင်းနှစ်ပတ်တစ်ချိန်သူဆိုင်ကိုတစ်နှစ်ပတ်လုံးလာမယ်ဆိုရင်ဒီ customer စီက2-3000ရမယ်လို့ ူ့အနေနဲ့တွက်လို့ရဒါ basic ပဲရှိသေးတယ် basic ပဲရှိသေးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဖြူလာလို့ဆေးဆိုးတာလို့ပါတော့ညာလားအလောင်းဟုတ်ကဲ့အဲ့တော့ဒါလည်းပါမပေါ့နော်ပါမပေါ့နော်ဆိုတာဒါဆိုရင်ညက်တာပဲရှိသေးတယ်ခေါင်းလျှော်တယ်သူညက်လဲညက်တယ်ခေါင်းလဲလျှော်တယ်ပြီးရင် seven လဲဆေးဆိုးသေးတယ်ဆိုရင်လည်းအဲသူ့ရဲ့ cost တွေအကုန်လုံးကိုတွက်ကြည့်ရတယ်တွက်ကြည့်တော့ frequency နဲ့တွက်အဲ့ frequency နဲ့တက်ဆိုပထမဆုံးသမီးညက်တာကတစ်လမှာ2ချိန်ညက်တယ်ဆိုတော့တစ်နှစ်မှာ24ချိန်ညက်လေအဲဆေးက3လတခါလောက်ဆိုးတယ်ဆိုရင်တစ်နှစ်မှာ4ချိန်ဆိုးလိမ့်မယ် ဲခေါင်းလျှော်တာကသူကအချိန်မရရင်မလျှော်ဘူးအချိန်ရရင်လျှော်ရဲဆိုရင်တစ်ခါစီလောက်ပေါ့နော်တစ်လတစ်ခါလောက်လို့ပြောရဲ17ချိန်ရှိလေ။အင်းအဲ့တော့ဒီ customer တယောက်စီကသပင်ညက်ခါက24ချိန်ရမယ်။အာဒီဆေးဆိုးတာကတစ်နှစ်မှာ4ချိန်ရမယ်။ဟုတ်ခေါင်းလျှော်တာကတစ်နှစ်မှာ17ချိန်ရမယ်။အဲအဲ့ဒါတွေအကုန်လုံးတွက်ကြည့်လိုက်ရင်အာဒီ customer စီကနေပြီးတော့ငွေ revenue ဘလောက်မျောလင်းလို့ရပြီလေဒီကဆောင်မလဲကိုနဲ့အလုပ်လုပ်လို့ရတာဘလောက်ဘလောက်လဲတစ်နှစ်လုံးကသူနဲ့အလုပ်လုပ်လို့ရမယ်ဆိုရင်ရမယ်ပတ်စံဘလောက်လဲဆိုတာကိုတွေ့ရတာ တော့စဉ်းစားကြည့်ပါဦးဗျာထားပါတော့ခုနလိုတွက်လိုက်မယ်ဆိုရင်ပြန်ပြပါတော့ကျွန်တော်အတိအကျကြီးလည်းမတွက်တတ်တော့ဘူးဆိုတော့သဘင်ညက်ခါရောခေါင်းလျှော်တာရောသဘင်ဆေးဆိုးတာရောနဲ့သူတွက်လိုက်တဲ့ခါမှာတစ်နှစ်ကိုဒီကစမတယောက်စီကနေပြီးတော့၅သိန်းရမယ်လို့ထားပါတော့အင်းဒါဆိုဒီကစမတစ်နှစ်လုံးလာနေမှာ၅သိန်းရမှာနော်ဒါနဲ့မှမလာတော့ဘူးဆိုရင်မရတော့ဘူးတော့တစ္ဆာဖောက်ပြီ။အဲ့တော့တစ္ဆာမဖောက်အောင်တကယ်လဲသူ့ကိုမျှော်မှန်းထားတဲ့အတိုင်းလာအောင်ကျွန်တော်တို့ဘလူးဘရိုကန်နေနဲ့သူကျွန်တော်တို့နဲ့ရေရှည်ရှိအောင် လုံမလဲဆိုတဲ့ကိစ္စကိုဆက်စဉ်းစားဖို့အတွက်ကအဲ့ဒီ customer lifetime value ကိုပထမတစ်ခုကဒီ customer နဲ့ကိုယ်နဲ့အလုပ်လုပ်ရဆိုလို့ရှိရင်ဆိုတော့ဘာလို့ तू ကတော့ तू တူသူ့ရဲ့အကျိုးအမြတ်ရှိလို့လာတာပဲနော်ဆိုတော့ကိုယ်ကလည်းကိုယ့်ရဲ့အကျိုးအမြတ်ကအကြိမ်မြတ်ဒီ customer လုပ်လို့ရှိရင်ဘယ်လောက်ရှိမလဲဆိုရဟောင်းနော်ပြရပါတော့ lifetime value လို့ခေါ်ဆိုတဲ့နေရာမှာ lifetime မထွက်ဘူးဆိုရင်တော့မှာအနည်းဆုံးဖြစ်တဲ့ကျွန်တော်တို့က annual လို့ခေါ်တယ်တနည်းစာကိုကျွန်တော်တို့တွက်ကြည့်ရမှာပေါ့နော် yes ဒီကစမန်းကျွန်တော်လည်းအလုပ်လုပ်မှဆိုလို့ရှိရင်တနည်းလုပ်လို့မှဆိုလို့ရှိရင်ဆိုကြပါစို့ အာလို့တဲ့ပုံမှာကျွန်တော်တို့ revenue လို့ခေါ်တဲ့ရတဲ့ငွေအာဘာလို့ကိုကျွန်တော်သူ့သူ့တရင်လိုက်ရတဲ့ highlight ရှိတာဆိုတော့ gross profit gross net profit ဒါပေမဲ့ဘာလို့ net profit မတော်ဘူးဆိုရင်တော့အဓိကဆိုမှလည်းကိုယ်နဲ့အလုပ်လုပ်ရမယ်ဆိုရပါတော့ကာလပိုင်းခြားမှာ revenue လို့ခေါ်တဲ့ဟာဘယ်လောက်ထိ expectation ထားလို့ရမလဲဆိုတော့ဟိုတိဘုံနဲ့လက်တွဲပြီးတော့ तू ပတ်စံဘယ်လောက်သုံးမှာလဲဆိုတော့တွေ့ရမှာအဲမှန်တယ်ထွေးရကောင်းမယ်အဲ့ဒါပုံမှာမူတည်ပြီးတော့မှအခုကတော့ကျွန်တော်သစ္စာဖောက်မှတော့အောင်ပေါ့နော် yes အဲကိုကိုလာပြီးတော့လေဆန်နိုင်မှကြုံအောင်ပေါ့နော်ကိုကစားဆန်နောက်တာတော့ဆန်နိုင်ကြုံရတယ်ကျွန်တော်ပြဿနာရှိပါအဲ့ဒါကကျွန်တော်တို့တကယ်လုပ်ငန်းတိုင်းကတီးဖို့လိုတယ်တချို့လုပ်ငန်းတွေအဲ့ဒါကိုမတိထားဘူးမတွက်ထားတဲ့ခါကျ customer line အဲစပင်ညက်ပေးလိုက်မယ် customer line ဈေးရောက်ပေးလိုက်မယ်ဒီ customer ကိုရေရှည်ထိန်းဖို့အစီအစဉ်တို့မှမရှိနေဘူး အဲ့ဒါလေအခုအရင်တော့ကလည်းအခုကတည်းကအနေနဲ့ကွာပြီပေါ့နော်ဆိုတော့ကျွန်တော် generation ကိုကျွန်တော်ပြင်ပြတော့မဟုတ်ပေမဲ့ပုံစံပြောင်းသွားတာပေါ့နော် customer အချောင်းကိုအချို့ကျတော့ခင်ဗျားအရောင်းကြီးလောက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုရင်းမဦးစီးပွားလို့ဆိုလို့ရှိရင်ခင်ဗျားဆက်ဆက်နေတဲ့ကျွန်တော်စိတ်ဟိုတာပေါ့နော် customer လို့ဆိုကြပါ customer အချောင်းကိုဥမာခြေကမသိအောင်ဗျာအဲ့လူနဲ့ကိုနဲ့အလုံးလုံးတဲ့သဘောသဘာဝကိုနှမ်းဆက်နေအောင်သိထားမှအဲဆိုမြတ်ကိုနဲ့အလုံးလုံးဝါတာပို့ပြီးတော့အဆင်ပြေမယ်လို့ယူဆရပါတော့ ဆိုတော့ရသောအဖြစ်အောင်မြင်ရတဲ့အကြောင်းတရားကအဲ့ဒီထားတွေရောအများကြီးပါ customer အကြောင်းတည်တည်ချာချာမသိတဲ့အားလည်းပါတယ်ဆိုတော့တည်တည်ချာချာမသိဘူးဆိုရင်တော့ခဏအကျဉ်းသိရမယ်ဆိုရင်ဒီ customer ရဲ့ behavior တွေကဘယ်လိုလဲသူရဲ့ preference ကဘာတွေရှိနေပြီ तू ကဘာကြောင့်ကို business ကိုလာပြီးတော့ဆက်သွယ်နေရလဲဆိုတာသိဖို့မသိဘူးဆိုရင်ပြန်တော့ဆိုပြောမှာလို့ရှိရင်အများကြီးဘာလို့ဖြစ်သွားလဲဆိုတော့ pick up ဖြစ်မရဘူးဆိုတဲ့စကားဖြစ်သွားတယ်ဒီလား fail တော့ pick up ဆောင်မှာလိုအလားမလိုအလားမကူမသိတဲ့အချိန်မှာကိုကတော့ပြလိုက်တာပဲတော့ तू မယူဘူး तू လည်းမရဘူးဘောနော်ကိုလည်းကုန်သွားတယ် ဆိုအမျိုးကအများကြီးဖြစ်တယ်ဒီ customer lifetime value ကိုတိတယ်တွက်တယ်ဆိုတဲ့အချိန်မှာဘာတွေပါထပ်ပြီးတော့အကျိုးကျေးဇူးရနိုင်လဲလို့ပြောရင်ဘလို့ marketing message တွေပြန်ပေးရမလဲဘလို့ marketing content တွေရေးရမလဲဆိုတာကြီးလည်းပြန်တိလာနိုင်မယ်အပြီးလို့ရှိရင် customer တွေဘလို့ customer တွေကကိုယ့်စီကိုဘယ်အတွက်ကြောင့်လာနေတာလဲဆိုတာကိုတိလာမယ်တိလာလို့ရှိရင်ကိုယ့်ရဲ့ action plan တွေကိုတိချာကောင်းကောင်းပြန်လုပ်နိုင်လာမယ်နောက်တစ်ခါခုနပြောတဲ့ customer lifetime value ကိုတွက်ပြီးသွားရင် loyalty program တွေကျွန်တော်တို့ ရန်လို့ရပြီမှန်တယ်ဆိုတော့ customer အကြောင်းသိလို့ရှိရင်ဒီ customer ကိုစီကဘာပဲဘယ်လိုလိုချင်လို့ကိုနဲ့ဆက်ဆက်သွယ်နေတာတော့ကိုက identity value ကိုဘယ်လိုပြန်ပေးမလို့ပေါ့နော်အဲမျိုးဟာတွေကအာအရင်အခရာကြတယ်ဗျအဲ့ဒါပေမဲ့အဲ့ဒီအခရာကြတဲ့ဟာတွေကိုလက်လျှို့ထားတယ်လေဖြစ်နေတော့ဘယ်ပိုင်းမှာခရာကြလဲပြောရင်လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဲ့အတွက်ခရာကြအဲရေရှည်လဲလုပ်ငန်းရပ်တည်နိုင်မယ်ပြီးရအကျိုးအမြတ်လဲရဖို့တော့ကဒီအကြောင်းတွေသိပြီးတော့ဒီဒီချာချာ action plan ဆွဲထုတ်နိုင်မှအကျိုးကျေးဇူးရမယ်ပထမ previous episode တော့လည်း customer တော့ပတ်သက်ပြီးတော့ပြတာပါနော်အခု episode ကလည်း customer အကြောင်းကိုဟိုသိအောင်ရဒီ customer တွေရဲ့လိုချင်တဲ့ value ကိုပေးနိုင်အောင်တနည်းအားဖြင့်ကိုပြောမှဆိုလို့ရှိရင်ကိုစီရတို့လိုတဲ့ value ကိုကိုစစံပြပေးလို့ရအောင်တခြားလူစီမှာတွားယူလို့မရအောင်ပါနော် yes အဲ့ဒီဟာလည်းအများကြီးအာအရေးလက်ကြီးတယ် အရာလည်းရောက်တဲ့ကိစ္စတွေကိုလုပ်တင်တယ်အဲဒါကြောင့်လို့ customer အကြောင်းကိုကာကနနပါနော်ဥမာတိကလို့မဆိုလို့ဘူးကာကနနနှမ်းဆက်အောင်သိဖို့ဟိုအရေးကြီးပါတယ်ကျွန်တော်တို့ sales person တွေကအာကျွန်တော်လုပ်ငန်းရှင်တွေရောပေါ့နော်ရှင်တွေရောဟုတ်တယ် okay ပါဒီနေ့ဒီအောင်လုံရင်းနဲ့ तू ကဘာဖြစ်လာမလဲပြောဒီ customer တွေကိုစီကိုဘာကြောင့်လာတာရဲ့ဘလို့လာကြတာလဲဆိုတော့အပိုင်းနေရယ်ကိုကအဲ့ဒီ customer တွေနဲ့ဘလို့ထိတွေ့ရမလဲဆိုတော့ channel တွေ ီ channel တွေကိုလည်းတီးဖို့လိုရဆိုတော့အပိုင်းလေးလေးလည်းရှိတယ်ဆိုတော့ကျွန်တော်တို့နောက် episode ကြာလို့ရှိရင်ဒီ channel analysis ပေါ့ဒါပေမဲ့ market analysis ဒါပေမဲ့ channel analysis ဒါလေးကိုကျွန်တော်တို့ clip ကိုလိုမယ်လို့ယူဆတယ်ဆိုတော့အတူကဘာမှအိတ်ထဲကနေပြီးတော့မှမှန်ချိုထုတ်လာအောင်အသံဝယ်လို့ okay ပါကျွန်တော်မြိုက်တယ်ပါတတတတတော့နောက်တစ်ပတ်မှပြန်လဲဆုံတွေ့ပါမယ် see you ပါ